မိသားစုဆောင်ဝင်နေရေးအတွက်ဆရာဝန်ဖွဲ့ရထားပေမယ့်ပါရီမှာဆူရှိလေးတဲ့အလုပ်လုပ်နေရကြောင်းအခုလိုချပြလာတဲ့ကြားပေါက်ပရိသတ်များအားလုံးမင်္ဂလာပါရှင်မြန်မာ Star Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တချိန်ကမြန်မာနိုင်ငံရဲ့ပရိသတ်တွေအားပေးမှုကိုတခဲနဲ့ရရှိခဲ့တဲ့ဘေဘန်အဖွဲ့ရဲ့ပင်နိုင်ဆိုတော့တူးဖြစ်တဲ့ပြင်သွားဆရာဝန်ဖွဲ့ကိုပါရထားဖို့တဲ့ကြားပေါက်ကတော့ အခုလက်ရှိမှာမိသားစုစာဝင်တွေရေဖူလုံဖို့အတွက်တာယာအေးချမ်းဖို့အတွက်တိုင်းတစ်ပါးနိုင်ငံမှာပေမင်ပန်းပန်းနဲ့အလှရှာရုံးကန်နေရပါတယ်။အဆိုတော်ကြားပေါ်ကတချိန်ကအောင်မြင်ကြကြပြီးမြန်မာနိုင်ငံကပရိသတ်တွေကိုလည်းသူရဲ့ကိုပိုင်ဂေတာတွေနဲ့ဖန်ဆောင်နိုင်တဲ့အနုပညာရှင်တယောက်ဖြစ်ခဲ့တာပါ။ဒါပေမဲ့လေတခြားနိုင်ငံကိုရောက်တဲ့ချိန်မှာတော့မိသားစုဇော်တာဇော်နဲ့မာနာတွေကိုခွာချရင်အောက်ခြေသိမ်းကစာလုပ်ကင်နေရတာပါ။ လက်ရှိမှာတော့ကိုချဘောက်ကသူ့ရဲ့ကိုပိုင်မိသားစုအစ်တလေးနဲ့ပြင်သစ်နိုင်ငံပါရီမြို့မှာနေထိုင်နေပြီးတော့မြို့ရင်းမှာရှိတဲ့ဂျပန်စားတောက်ဆိုင်လေးမှာဆူရှိလေးတဲ့အလုပ်ကိုလုပ်ကင်နေရတာပေါ့ပုံမှန်ဆိုရင်တော့ကိုနိုင်ငံအတွင်းမှာကိုရဲ့ရှိုးပွဲလက်မှတ်ကိုရဖို့အတွက်ကိုတောင်တန်းစီပြီးတော့စောင့်နေကြတဲ့ပရိသတ်တွေအများကြီးရှိခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ချဘောက်ကဘေဘန်ဖွဲရဲ့အစိုးရတအူးမဖြစ်ခင်ကတည်းကသွားဆောင်ဝင်ဘွဲကိုတောင်ရရှိထားတဲ့သွားဆောင်ဝင်တယောက်ပေါ့ ဒါပေမဲ့လည်းဒီလိုသွားဆောင်ဝင်ပွဲကိုလည်းရထားတဲ့ပြင်နာမည်ကြီးအစိုးရတအူးဖြစ်နေပေမဲ့အခုလိုမျိုးသူများနိုင်ငံရဲ့မထင်မရှားစားသောဆိုင်လေးမှာဆူရှီလေးရမယ်လို့ဘယ်သူကမှထင်မှာမဟုတ်ပါဘူး။ကြားပေါင်းရဲ့ဘဝအခြေအနေတွေကအခုလောက်ထိကိုပြောင်းလဲသွားရတဲ့အဓိကအကြောင်းရင်းကတော့ပြည်တွင်းနိုင်ငံရဲ့ကိစ္စတွေကြောင့်ပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ2022ခုနှစ်အတွင်းမှာမြန်မာနိုင်ငံမှာပြည်တွင်းရှုပ်ရှင်းတွေကြားမှာမြောင်းစွာသောအမှုပညာရှင်တွေလည်းဒုက္ခရောက်ခဲ့ကြရပါတယ်။လူတိုင်းကတော့ကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့လက်ခံချက်တွေချင်းကွာခြားတာကြောင့်တရားနယ်တရားအဖွဲ့တွေကွဲသွားခဲ့တာပါ။တချို့အမှုပညာရှင်တွေကလည်းအကြောင်းမျိုးမျိုးနဲ့ပြည်တွင်းမှာရှိနေသလိုတချို့တွေကလည်းအကြောင်းမျိုးမျိုးကြောင့်နိုင်ငံသားပြည်ပတွေကိုထွက်ခွာသွားခဲ့ကြပါတယ်။အဒီထက်မှအဆိုတော်ကြားပေါက်လည်းပါဝင်ပါပဲ။ပြည်သက်နိုင်ငံပါရီမျိုးထိကိုရောက်ရှိသွားပြီးတော့အခုဆိုရင်တော့ဇနီးအစ်စ်လေးစွဝီတောင်းတဲ့ တူကလေးလေးတွေအပါဝင်မိသားစုလေးကိုတိစောက်ထားနိုင်တာဖြစ်ပါတယ်။ဒိုင်းတစ်ပါးမှာဘဝအသစ်ကိုပြန်လည်တိစောက်နေရတာကြောင့်မိသားစုအတွက်သားလေးသမီးလေးတွေအတွက်အိမ်ကြောင်တစ်ခုရဲ့ဦးစီးဦးဆောင်တယောက်အနေနဲ့ ကြားပေါက်ကအခုလိုမျိုးဆူရှိလေးတဲ့လုံးမှာငါးစိမ့်ကြီးတွေကိုတောင်ဂိုင်တွင်နေရတာဖြစ်ပါတယ်။ဒီလိုမျိုးငါးစိမ့်တွေကိုဂိုင်ရတဲ့နေရာမျိုးမှာစားတောက်ဆိုင်ရဲ့စပိုခန်းဆိုတာမျိုးကတချိန်ကစင်ပေါ်မှာဒရန်တွေတီးလိုက်တချင်းတွေဆိုပြီးတော့အပြက်ဟဲနေတဲ့ကြားပေါက်ကျွက်ကတော့လွယ်ကူနေမှာမဟုတ်ပါဘူး။ဒါပေမဲ့လည်းကြားပေါက်ကသူ့ချစ်မြတ်နိုးရတဲ့မိသားစုဘဝလေးကိုအကောင်းဆုံးဖြစ်စေခြင်းနဲ့စိတ်သားသမီးတွေရဲ့အနာဂတ်ပညာရေးလူမှုရေးအဆောက်အအုံရဲ့အတွက်ကိုသူ့အနေနဲ့အလေးထားဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင်မှာလည်းထိုင်းကိုရောက်နေခဲ့တဲ့က ဒရန်တွေတီးလိုက်တခြင်းတွေဖန်တီးလိုက်လုံနိုင်ခဲ့ပါသေးရဲ့အခုပါရီရောက်တဲ့ချိန်မှာတော့အလုပ်ကိုတန်ဖိုးထားပြီးတော့ရိုးသားစိုးစားစွာလုပ်ကင်နေရကြောင်းအမြဲတမ်းလုံသမားနေနဲ့အခန့်ခံခဲ့ရပြီလို့လည်းသိရပါတယ်။ဒါကြောင့်မလို့ဘယ်နေရာမှာမစိုးဘလောက်ပဲနမယ်ရီကြီးနေပါစေကိုရဲ့ကံကြမ္မာကိုဘယ်သူမှမခံမနိုင်တာကြောင့်ကိုရောက်တဲ့နေရာမှာသာအာယုံဆိုင်ပြီးတော့တန်ဖိုးထားလုပ်ကင်ကြဖို့ကြားပေါက်ကိုချင်းရင်နဲ့အတီတရားလေးတစ်ခုတော့ဝင်လာခဲ့ကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြပရိသတ်တွေအနေနဲ့ကြားပေါက်ရဲ့ဘဝနဲ့ပတ်သက်လို့ဘလို့မြင်လဲဆိုတာပြောသွား ွားခဲ့ကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်